မိဖုရားကောင်မဖြစ်ခဲ့ရတဲ့မင်းတို့မင်းရဲ့အချစ်ဆုံးမိဖုရားသူမဟုတ်တမိုင်းမတွင်ပေမဲ့တမိုင်းဝင်နေတဲ့မြောင်နှမ်းဆန်မိဖုရားကြီးရှင်တဲ့တလောကမရောက်တာကြပြီဖြစ်တဲ့မန္တလေးမြို့ကြီးကိုရောက်ချင်းကြောက်တော်ကြီးဖုရားအနာက ရတနာဘုံမြို့တည်နန်းတီ160ပြည့်အထိမ့်မှတ်အဖြစ်ပြန်လည်ပြင်ဆင်ကဖွင့်လင်းခဲ့တဲ့တတဌာနအထိမ့်မှတ်နေရာကိုရောက်ခဲ့ရဆိုပါတော့ဒီလိုနဲ့တွားရင်းလာရင်းလှည့်ပတ်ရင်းမင်းတို့မီးရုပ်ထုထားတဲ့အဆောင်ကိုရောက်တော့ကိုရီမာတော်တော်ကိုမျက်စိလဲသွားလေရဲ့မျက်စိလဲရဲဆိုတာကကိုရီညံစင်နဲ့ရတနာဘုံတမိုင်းမှာခရေးရီတောင်မတိထားတဲ့အရာတစ်ခုကိုမထင်မှတ်ပဲတီးလိုက်ရလို့ဒီလိုလေထူးခြားတယ်ဆိုတာကတခြားထူးထူးခြားခြားတော့မဟုတ်ပေမဲ့ကိုရီအတွက်မြမတမိုင်းရတနာဘုံတမိုင်းမင်းတို့မီးတရားကြီးရဲ့တမိုင်းမှာအမှုမဲ့အနှံ့မဲ့ဖြစ်နေတဲ့မိဖုရား ားကြီးကိုဘွားကနေတီးလိုက်ရတာကထူးခြားတာ ပြောရရင်ရုတ်ထုဆောင်ရဲ့အမိကိုကမင်းတို့မင်းတရားကြီးနဲ့မြောင်နှမ်းဆံမီဖျားကြီးရုတ်ထုဆောင်လို့ရေးထားပြီးသားပါအရင်ကတည်းကလည်းပုံတွေစာတွေမှာဒီရုတ်ထုကြီးတွေနဲ့ပတ်သက်ပြီးဖတ်ဖူးမြင်ဖူးပေမဲ့မင်းနဲ့မိဖျားကြီးမိဖျားခေါင်နမ်မတော်မိဖျားရုတ်ထုလို့ပဲအထင်ရှိခဲ့တာလေဒါပေမဲ့တကယ်တမ်းရုတ်ထုကြီးကိုအနီးကပ်မြင်လိုက်ရတော့မှမင်းတရားကြီးရဲ့အရှိမလှလှပပကြီးစံမြန်းနေခဲ့တာကမိဖျားခေါင်ကြီးစကြဒေဝီရဲ့ရုတ်ထုမဟုတ်ပဲမြောင်နှမ်းဆံမိဖျားကြီးရှင်သေးခေါ်ခင်သေးရဲ့ရုတ်ထုဖြစ်နေမှန်းသိလိုက်ရတယ်လေအဲ့ဒီခါကျမှ ဟာလုံးကြပါဦးဟာရှာကြပါဦးဟာစာရီဖတ်ကြပါဦးဟာနဲ့မိဖုရားကြီးရှင်သေးရုပ်ထုကိုထားရတဲ့အကြောင်းကိုရှာရတော့တာပေါ့တကယ်တော့ကိုရီကအစတွေကအမှန်မားခဲ့တာမင်းတရားကြီးဘေးမှာဆံမြန်းနေလိမ့်မယ်လို့ထင်နေခဲ့တဲ့စကြာဒေဝီဝရဏဒေဝီမိဖုရားခေါင်ကြီးဟာတောင်နန်းဆံမိဖုရားတို့ဦးဖြစ်ပြီးမိဖုရားကြီးရှင်သေးကမှမြောင်နန်းဆံမိဖုရားကြီးတဲ့လေတကယ်ဆိုမိဖုရားကြီးရှင်သေးရဲ့နာမည်နဲ့သူ့ရဲ့အကြောင်းကိုတေချာမသိခဲ့ပေမဲ့သူပြောခဲ့တဲ့စကားလေးတစ်ခွန်းကိုတော့ကိုရီအတွက်ငယ်ဘဝကလေးကယဉ်နိခဲ့ပြီးသားအနေတယောက်လုံး ုံးနဲ့လဲထားရတာကိုဆိုတဲ့စကားပေါ့ဒီစကားကလက်ဆောင်ရတဲ့အဖိုးတန်လက်ဝတ်တော်ကြီးနဲ့ပတ်သက်ပြီးညောင်နန်းဆံမီဖျားကြီးပြောမှုတဲ့မှတ်ချက်စကားတဲ့ပြီးတော့သူကမင်းတို့မင်းကြီးရဲ့အချစ်ဆုံးလို့ဆိုရမယ်မိဖုရားလည်းဖြစ်ခဲ့ဟန်တူပါတယ်ပြောရရင်လည်းရှစ်ဆရာပါပါသမိုင်းကိုတေချာမသိပဲကိုလက်တော့လောက်အတွင်းနဲ့ထင်ရမြင်ရကိုအမှန်လို့မှတ်ယူမိခြင်းရဲ့ဆိုကြိုးပေါ့ကဲလီမိဖုရားကြီးရှင်တဲ့အကြောင်းပဲဆက်ကြပါဦးဆို တကယ်တော့မြောင်နှမ်းဆန်မီဖျားကြီးရှင်သေးဆိုတာမင်းတို့မင်းကြီးရဲ့အိမ်တော်ပါငယ်ချစ်မရလဲဖြစ်တယ်လို့မန္တလေးရတနာဘုံမြို့တော်ကြီးကိုတီထောင်ချင်းကလည်းမင်းတရားကြီးနဲ့အတူပါဝင်ခဲ့သူလို့ဆိုရမှာပါစာဆိုတဦးလို့လည်းသတ်မှတ်ချင်းခံရသူပေါ့ရှင်သေးဟာမင်းတို့မင်းကြီးအိမ်နှိမ့်ဆန်မင်းသားဘဝရဲကဘားတော်မှာမရဘူးမပြတ်နေခဲ့သူ နိုင်ငံရဲ့ဒုတိယအကြီးဆုံးမိဖုရားအဖြစ်တဆုံးတိုင်နေခဲ့သူဆိုပေမဲ့တိုးတိုးတိတ်တိတ်နဲ့နေခဲ့သူဖြစ်လေတော့သူ့အကြောင်းကိုသိဖို့ရန်မှာတိတ်မလွယ်ကူခဲ့ဘူးပေါ့ဘလောက်တောင်သူ့နဲ့ပတ်သက်တဲ့အချက်လက်တွေရှာရခက်လဲလို့ပြောရရင်မိဘအမိရင်းကိုတော့တမိုင်းမျိုးမျိုးမှာအမိမျိုးမျိုးနဲ့ကွဲပြားနေရတဲ့အထိပါပဲဒီလိုတမိုင်းကွဲတွေတဲကမှဖြစ်နိုင်နေခြင်းအများဆုံးကိုထုတ်ပြရရင်တော့ရှင်သေးရဲ့မိဘများဟာဖခင်မျိုးဝင်ဦးတာဖြူမိခင်ပထမဝင်ကတော့တခင်ကြီးလို့ဆိုရမှာပါဇာတိအနေနဲ့ကတော့မုံရခရိုင်ညောင်ကန်ရွာလို့မှတ်သားမိပါရဲ့ နမေကတော့မဲညွန့်လို့ဆိုကမိဘများကတဲအုံမကချင်းမြနိုးရတဲ့အတွက်မတဲအုံလို့ခေါ်ရကနေမဲတဲ့ငငယ်ကခင်တဲ့အရွယ်ရောက်လာချိန်မှာတော့ရှင်တဲလို့အမိသက်စင်းလာရတယ်လို့ဆိုရမှာပဲငယ်ဘဝအကြောင်းပြောရရင်တခြားမမတ်သားသားအရာမရှိခဲ့ပေမဲ့ရှင်တဲအသက်ဆက်၃နှစ်အရွယ်ကတကာနန်းတွင်ပြိုတော်အဖြစ်အမှုထမ်းခဲ့တဲ့ဒီနေရာမှာလဲဒုက္ခစားခဲ့တဲ့မိဖုရားဟာမြမသမိုင်းတဲကအထက်မြက်ဆုံးမိဖုရားတူဖြစ်တဲ့နန်းမတော်မဲနုထံပါမှာလို့တချို့ကဆိုကြတယ်တချို့ကတော့မင်းနှုံးမင်းကြီးရဲ့မေတော်တာယာဝရီမင်းကြီးရွှေ ဘူးမင်းရဲ့တောင်ဆောင်တော်ကြောင့်မျိုးစားမိဖေရထံပါလို့လဲဆိုကြပါဗျ။ခင်သည်ဟာမင်းတို့မင်းကြီးနဲ့အပြူတော်ဘဝမှာပဲရည်ငန်ခဲ့ကမင်းတို့မင်းအိမ်နိမ့်ဆန်မင်းသားဘဝကလေးကကောက်ယူတော်မူခဲ့တဲ့ငယ်ချစ်မိန်းမမိဖေရဆိုတာကတော့အမှန်မလွဲပေါ့။ပိုရီကတော့ရှင်သည်ဟာနမ်မတော်မဲနုထံခစားခဲ့ပြီးနောက်ပိုင်းနမ်မတော်ကြီးတွင်ပါပြီးချိန်တောင်ဆောင်တော်မိဖေရထံမှာစာဖတ်တော်ဖြစ်နေခစားခဲ့ကမင်းတို့မင်းသားနဲ့ရည်ငန်ကောက်ယူတော်မူတာဖြစ်လို့ရဲ့လို့မှတ်ယူလိုက်ခြင်းနဲ့ရှင်သည်ဟာမင်းတို့မင်းကြီးရဲ့ငယ်ချစ်အိမ်တော်ပါမိဖေရဆိုတဲ့စကားပေါ်ထင်ရှား စေတဲ့အချက်ကလေးရှိနေလေရဲ့လေမင်းတရားကြီးနမ်းမရခင်မင်းသားဘဝတော်ကဘရင်ဖြစ်သူအကိုတော်ပကံမင်းရဲ့မင်းမြတ်တဲ့ကရွှေဘူအရက်ကိုရှောင်တိန်ခဲ့စဉ်ရှင်သေးကလည်းကောင်းတူဆိုးတူလိုက်ပါခဲ့သူပါအဲ့လိုရှောင်တိန်နေစဉ်မင်းနှုံမင်းသားနဲ့အတူရွှေတန်းစာဖျားမှာနှင်းပန်းလူကအထုမြက်ရောက်ရင်မိဖုရားခေါင်ကြီးအရာပေးမီလို့နှစ်ဦးသားတစ္ဆာဆိုဆူတောင်းခဲ့ကြဘူးပါတဲ့နောက်ပြီးတခြားမသားစရာအနေနဲ့ကတော့အဲ့လိုရွှေဘူအရက်ကိုရှောင်တိန်နေစဉ်ရှင်သေးဟာမင်းနှုံမင်းသားရဲ့အတုံးဆောင်များဖြစ်ဟန်တူတဲ့အထုပ်ကြီးတစ်ထုပ်ခေါင်းပေါ်ရွက်ကအ နောက်တော်ပါဘဝမလက်လိုက်ပါခဲ့ခြင်းကိုနောက်တော်ပါများကမြင်တော့ကုတဲ့ပေးမယ်လို့ပြောခြင်းအထုံနဲ့မကွာထန်လျက်တာလိုက်ပြီးဤထုံနဲ့သာလူလို့ရမည်လို့ဆိုက မောင်းတော်အပေါ်မရဝင့်ကြည်သောမိမတအူးရဲ့မြစ်တာတရားကိုပြသခဲ့သူပေါ့ ဒီလိုဒီလိုတွေတောင်မင်းတို့မင်းကြီးရဲ့အချစ်ကိုခံရသူတစ္ဆာတောင်တူပြုခဲ့ဘူးသူဖြစ်ပေမဲ့ဘဝကံအကြောင်းကမလှလေတော့ရှင်သေးဟာနမ်းမတော်မီဖျားခေါင်ကြီးဆိုတဲ့ဂုံနဲ့တော့လွဲခဲ့သူပါမင်းတို့မင်းနန်းတက်ချင်းမီဖျားခေါင်အရာကိုထားမဲ့သူကိုရှာပွေတဲ့အခါနမ်းမျိုးနမ်းနယ်မဟုတ်တဲ့အရက်သူရှင်သေးကိုထားမဲ့အစားတာယာဝရီရွှေဘူမင်းနဲ့ကြပေးမီဖျားတို့ရဲ့သမီးလေးဖြစ်ကအမတဝမ်းကွဲလဲတော်သူစကြဒေဝီမင်းသမီးကိုသာနမ်းပေးစီလိုကြောင်းအင်းရှိဇံကနောင်မင်းသားနဲ့တကွမှုမှတ်ဘူပါများကပါအလိုရှိခဲ့ကြတာတဲ့ ဟိုရခင်စကိုင်းမင်းမကြီးတော်ဖရာလက်ထက်ကအရက်သူမဲနုကိုနန်းမတော်အရာထားမိလို့နန်းတွင်ရေးတွေရှုပ်ထွေးခဲ့ဘူးတဲ့တာဒကကရှိလေတော့ရှင်သဲနန်းမတော်ဖြစ်ရေးမှာပိုလို့တောင်ဝေးသွားစေတာပေါ့ဒီရေးဒီအကြောင်းကိုမင်းတို့မင်းကရှင်သဲအပားကိုသွားကပြောပြခြင်းမောင်တော်ကိုဖရာကျုံမကအသက်ပေးချေရသူမှုမောင်တော်သဘောကျဆောင်ရွက်တော်မူပါဖရာနှမလေးကိုမြဲကွက်တော်မမူပါပဲမောင်တော်စီမံသည်။ဂျင်းနဲ့နှစ်သက်အားရနေပါမည်ဖရာလို့ရောက်တင်ကဖရာနှမလှူဒန်းလိုတဲ့အခါမှသာလွယ်လွယ်ကူကူဖြစ်ရပါစေဖရာဆိုပြီးတောင်းဆို စကားကိုဆိုခဲ့လေတဲ့ဒါနဲ့ပဲစัจจာဒေဝီဟာတောင်ညာစန္ဒမတော်မီဖျားခေါင်ကြီးဖြစ်ခဲ့ပြီးမင်းတို့မင်းကြီးဘက်ကလည်းရှင်သေးအပေါ်ထားတဲ့မြစ်တာတရားကိုပြသတဲ့အနေနဲ့ဒုတိယအမျက်ဆုံးမီဖျားဖြစ်တဲ့မြောင်နန်းဆန်မီဖျားအရာနဲ့အတူတိရီမဟာရဏာမင်္ဂလာဒေဝီဘွဲကိုပါချီးမြှင့်ခဲ့ပါတယ်ဒီနေရာမှာရှင်သေးရဲ့ချစ်စရာယိုသားမှုတစ်ခုကိုလည်းထပ်တွေ့ရပြန်ပါတယ် ကိုရခင်ရှင်တဲ့အပြိုတော်ဘဝနမ်းမတော်မဲနူထန်ကစားနေစဉ်မှာနမ်းမတော်ကြီးကရွှေကျဲတပတ်ခြုံထားတာကိုသဘောကျစွာကြည့်ရင်ခြုံကျင်လိုက်တာလို့ပြောမိတော့အပြိုတော်ဖြစ်သူမမဘော်ရဲ့ဟဲ့ကောင်မလေးမအပ်မရဘာတွေပြောနေတာလဲဆိုပြီးမမဲခံခဲ့ရဘူးခဲ့တဲ့အဲ့ဒီနောက်ညောင်နှမ်းမိဖုရားဖြစ်လာချင်းရွှေကျဲတပတ်ကိုခြုံရတဲ့အခါအပားတော်ခေါ်ယူခတ်စားနေစေတဲ့မမဘော်ကိုခင်သေးခြုံရပြီလို့ဝန်တာအားရပြောဘူးတဲ့လေချစ်ဖို့ကောင်းလိုက်တဲ့မိဖုရားကြီးရှင်တဲ့တောသူအရက်သူအဖြစ်ကအိမ်မက်ဆန်ဆန်တိုင်းပြည်အထုအထိပ်ရောက်ခဲ့ပေမဲ့မမထောင်လွားဘော ဝမမေပဲငယ်ဘဝကတငယ်ချင်းဘဝတူမမဘောကိုအပားခေါ်ကမြောက်စားခဲ့တာရဲ့ငယ်ဘဝရဲ့အိမ်မက်လေးတကယ်ဖြစ်လာကြောင်းကိုမမေ့ရရနဲ့ချစ်စပွဲကြွားလုံးထုတ်သွားပုံလေးကသူ့ရဲ့ရိုးသားမှုကိုအတိုင်းသားမြင်ရစေတာပေါ့မင်းတို့မင်းကြီးအနေနဲ့လည်းနန်းတလေထုံးစံအရာဆွေတော်မျိုးတော်တွေကစကြဒေဝီကိုမိဖုရားခေါင်ကြီးအဖြစ်တင်မြောက်ခဲ့ပေမဲ့ငယ်ချစ်အိမ်တော်ပါမိဖုရားရှင်သေးအပေါ်မလျှော့သောအချစ်တွေနဲ့ချစ်ဆဲချင်မြဲဖြစ်ကြောင်းကိုမင်းတို့မင်းတရားကိုယ်တိုင်ဆက်ဆိုတော်မူခဲ့သည်လို့မှတ်သားခဲ့ရတဲ့ညောင်နန်းမတော်မိဖုရားဘွဲ့တေးထက်မှာတွေ့မြင်ရမှာပါအ ကြောင်းရာအချုပ်အနေနဲ့ဆိုရရင်တော့ရှင်သေးလေးခါလာတတ်တော်ကြီးရင်လာလို့အမေအိုလိုဖြစ်နေပေမဲ့ဗန္ဒာရတရက်လိုပဲအလှတရားဟာခြုံငင်းသေးပဲမို့ရွှေမြတာတွေတိုးလို့တာနေရပါတယ်။ပားရီတွေကျုံလို့သပင်တွေဖြူဖြူဖွေးနေတော့လေတိုးလို့တာတနာချစ်ချင်းမိပြန်တာပေါ့။ဇရာထောင်းလို့ခါလေးညွတ်လာကနုညက်တဲ့ပားပြင်မှာလဲမှဲ့နှမဲ့နီတွေတိုးလာပေမဲ့ငငယ်ကအတိုင်းမြတာမပြတ်နိုင်ပါဘူးလေ။ကျင်ဆောက်ဦးမို့စေတနာပို့သူမို့မိုးဘော်ကနတ်တက်လျာကဒီအမေအိုနေရာမှာအဆောင်ဝင်ပါရစေလို့ရှီကိုတောင်းဆိုရင်တောင်မလဲနိုင်ပါဘူးလေတဲ့လေ။ မင်းတရားကြီးအနေနဲ့လဲမောင်တော်အပေါ်မှာအနစ်နာခံမျက်နှိုးခဲ့မောင်တော်ထံကအပူတွေကိုပူကဖြည့်ပေးခဲ့တဲ့ငယ်ချင်းမိဖုရားအပေါ်မြတ်တာတရားကြီးမှခဲ့ရှာပါတယ်နမ်းမတော်စကြဒေဝီထံသာသမိယတနာမထွန်းကားပဲနန်းရထားဖို့ယံအခက်တွေ့နေချင်းမင်းတို့မင်းကိုယ်တော်တိုင်ကမယ်သဲမာသာတားယောက်ျားတူဦးထွန်းကားလာခဲ့ရင်နန်းလောင်းရထားမြောက်စားတော်မူနိုင်ခဲ့လို့မိန်ဖူးခဲ့လေရဲ့တိုးပေမဲ့ရှင်သဲထံမှာမိဖုရားခေါင်ဖြစ်ဖို့ဇာတာမပါခဲ့လေသလိုဘယင်းမယ်တော်ဖြစ်ဖို့ကံကြောင်းလဲမပါလေတော့သာသမိယတနာထွန်းကားခဲ့ခြင်းမရှိခဲ့ဘူးလေတကယ်လို့ ို့မြောင်နှမ်းဆန်ရှင်သဲတာသားတူဖွားခဲ့ရင်မင်းတို့မင်းနောက်ပိုင်းမင်းဆက်ဟာအပြောင်းလဲဖြစ်ပြီးမြမနိုင်ငံရေးတမိုင်းဟာလည်းပြောင်းလဲသွားနိုင်တယ်လို့ကိုရီကတော့တွေးမိပါရဲ့မြောင်နှမ်းဆန်အပေါ်ထားတဲ့မင်းတရားကြီးရဲ့မြစ်တာတရားကိုတည်တော်မူတဲ့မိဖုရားခေါင်ကြီးစက်ကြဒေဝီတလဲရှင်သဲအပေါ်ဂယုနာထားချင်းမြတ်နိုးခဲ့တာပါပဲမင်းကြီးကိုရိုင်းရောမိဖုရားခေါင်ကြီးကပါရှင်သဲအပေါ်အရေးပေးနေမှန်းတည်တော့တချို့မိဖုရားတွေနဲ့ကိုလုတော်တွေဟာမကြေမနက်ဖြစ်ကြဟန်တူပါရဲ့ဒါကိုတည်သွားတဲ့မိဖုရားခေါင်ကြီးကညီတို့မြောင်နှမ်းမတော်အပေါ်မှာမနာလိုဝန်တို့မရှိ ိကြနဲ့သူ့လင်ကိုဒိုးကခိုးယူထားတာသူကမယားကြီးတီတော့မယားကြီးအပေါ်မနာလိုဝင်တို့မရှိကြရဘူးလို့ခေါ်ယူဆုံးမှဖူးတယ်တဲ့လေတခါကကြတော့လေစကြဒေဝီမိဖျားကြီးကအေးသွေးလွန်ကောင်းတဲ့ပရံများလက်ဝတ်တော်ကိုရှင်သဲနယ်လိုက်မှာပဲဆိုပြီးဆင်ပေးတဲ့အခါရှင်သဲကသူနဲ့မထိုက်တန်လို့မစင်ပန်ရစေနဲ့လို့ညင်းဆိုတော့စကြဒေဝီကမဖျားကိုချစ်ရင်အမြဲဝတ်ဆင်ထားရမယ်လို့ဆိုကအတင်းစင်မြန်ပေးခဲ့ပါတယ်တဲ့ဒီလိုတွေကြောင့်ပရံများလက်ဝတ်တော်ကိုရှင်သဲဝတ်ဆင်ထားတာမြင်တော့ကြံတဲ့မိဖျားတွေကလှလိုက်တာဖျားလို့ ို့ပြောချင်းလှဆိုးနင်းတယောက်လုံးနဲ့လဲထားရတာကိုဆိုတဲ့စကားကိုရှင်သေးကပြန်ဖြေခဲ့တယ်လေအပေါ်ရင်ကြည့်မယ်ဆိုရင်တော့ခန်းနေရတဲ့ရွေးရတဲ့စကားလိုမြင်စရာရှိပေမဲ့တကယ်တမ်းအကြောင်းဆုံးတီးတဲ့အခါရှင်သေးတယောက်မိမိရဲ့မောင်တော်အပါဒုတိယအရာက အစားရသည်ကိုမတင်းတိမ်ပဲတိုးကတိုးကခါစားလို့ကျွေးလို့တဲ့မယားကောင်းတို့ရဲ့ချစ်ချင်းမြတ်တာကိုမြင်နိုင်မှာပါ ရှင်သည်ဟာမြောင်နှမ်းဆန်ဖြစ်ပြီးတဲ့နောက်ငွေရည်မြီမှာဖရာဒီចောင်းဆောက်ခြင်းငဲစရာကိုဝဲတစိတ်တော်ကတ်လူခြင်းတွေအပြင်အခြားသောကုသိုလ်ကောင်းမှုအမြောက်များကိုလည်းပြုခဲ့ပါတယ်။ထင်ရှားတဲ့ကုသိုလ်တစ်ခုကိုထုတ်ပြပါဆိုရင်မဟာမျက်မှုနီဖရာဂန္ဓကူရီတရဲ့မြောက်ဖက်အာယုန်ခံပြတ်သက်ဆောင်းနှံတော်ကိုဆောက်လုပ်ခဲ့ခြင်းလို့ပဲပြောရမှာပေါ့။ဒီလိုမျိုးမင်းတရားကြီးအပါမခစားရင်မိုးချိုတန်ထီလို့အသက်ပြောင်နေတဲ့တားဖ၃ယောက်ရဲ့အလောင်းကိုမြင်ကသွေးလန့်တော်မူပြီးအခြားဝင်ရာမှခရစ်နှစ်1892ခုမေလ3ရက်မြမတက်ကရစ်1900 34ခုနှစ်ကဆုံလပြည်ကျော်12ရက်နေ့အချိန်မြောင်နှမ်းဇံမီဖျားရှင်တဲ့ကံတော်ကုံနဲ့ရွာလာခဲ့ရပါတယ်။ဖြစ်စကားနဲ့ဆိုရရင်တော့တုတ်ကွေးဖြစ်ကာကွယ်လွန်ခဲ့တယ်လို့ပဲမှတ်ရမှာပေါ့။ကံတော်မကုံမီမှာမိမိရဲ့အခြေအနေကိုရိပ်မိတဲ့ရှင်တဲ့ဟာငင်းစဉ်အချိန်တစ္ဆာပြုခဲ့တဲ့အတိုင်းမြင်းပန်းခိုင်ကိုကင်ကအပြစ်ရှိကခွင့်လွှတ်တော်မူပါရန်မင်းတရားကြီးကိုကြောခဲ့ပါတယ်။ဒီအချိန်မင်းတရားကြီးကရွှေတန်းစာဖျားကအဖြစ်ကိုသတိဝင်ပြီး"အိုခင်ကြီးရဲ့"လို့ကြေကွဲစွာမိန့်တော်မူခဲ့ပါလေ။မင်းတို့မင်းတရားကြီးဟာမြောင်နှမ်းမီဖျားရှင်တဲ့ရဲ့အလောင်းတော်ကို နန်းမြို့တော်အနောက်မြောက်ထောင်မှာအုတ်ပြတန်းနဲ့ဘူသွင်းတင်ကြတော်မူခဲ့ပါတယ်။သို့ပေမဲ့တီဘောမင်းလက်ထက်ရောက်ချိန်နန်းမတော်စုဖီးယားလက်ကမင်းဆွေစိုးမျိုးရဲ့တင်ချိုင်းတော်မဟုတ်လို့ဖယ်ရှားခိုင်းခဲ့တဲ့အတွက်ယနေ့အချိန်မှာတော့ရှင်သေးရဲ့အုတ်ကူပဲမှရှိမှန်းမြည်သူမျှမသိနိုင်တော့ပါလက်လန်းမီနိုင်သလောက်စာပေမှတ်တမ်းတပ်ပုံတွေထဲမှာရှင်သေးရဲ့ပုံကိုရှာပေမဲ့လုံးဝမတွေ့ရပြန်ပါဘူး။တခြားသောမထင်မရှားမိဖုရားများရဲ့ပုံကိုသာတွေ့ရပါတယ်။ကိုရီအတွေ့ပေါက်မိတာကရှင်သေးရဲ့မှတ်တမ်းတပ်ပုံဟာစုဖီးယားလက်ရဲ့မင်းဆွေစိုးမျိုးမဟုတ်ဆိုတဲ့ခေါင်းစဉ်နဲ့နန်းတွေးမ တ်တမ်းတွေတိင်းတဲ့နေရာကနေပါဖြစီးခံရသလားလို့အထင်ရောက်မိပါတယ်။မင်းတို့မင်းတရားကြီးပြစ်စမတင်ကားရနာတင်ချိန်မှတ်တမ်းများအရမင်းနေမိဖုရားခေါင်ကြီးလို့သာရှိနေပေမဲ့ရှင်သေးသည်လည်းတက်ရှိထင်ရှားရှိနေတော့မို့ရှေတန်းကပါဝင်ကုသိုလ်ပြုနေမှာမလွဲလို့မှတ်ယူရပါလိမ့်မယ်။ဘလို့ပဲဖြစ်ဖြစ်မင်းတို့မင်းကြီးညနန်းဆန်ကျော်ရွှေနန်းတော်နဲ့နန်းမျိုးကြီးတီထောင်ရမှာအတူတကွဦးဆောင်ပါဝင်ခဲ့သူဆိုတာကိုတော့မှတ်တမ်းများမှာအထင်ရှားတွေ့ရမှာပါ။ဒါရီကြောင့်ပဲယန္နာဘုံမြို့တီနန်းဒီတတ္တဌာနနေရာတွေကိုအစ်စ်ပြန်လဲဆောက်လုပ်ခြင်းပြင် ဆင်မွမ်းမံခြင်းတွေပြုပြီးနောက်အထိမ်းအမှတ်ရုပ်ထုဖြစ်ထုလုပ်ရမှာမင်းတို့မင်းကြီးရဲ့အပါမှာမြောင်နှမ်းဆန်ပြီးဖျားရှင်တဲ့ဟာတင့်နေစွာဆန်မြန်းနေရခြင်းဖြစ်ပါလိမ့်မယ်တဆက်သေးတတဌာနနေရာတွေအကြောင်းကိုနည်းနည်းပြောချင်ပါသေးတယ်တတဌာနနေရာတွေအတူတာကမင်းတို့မင်းကြီးအနေနဲ့မန္တလေးရတနာဘုံမြို့ကြီးကိုစတီထောင်တဲ့အချိန်အထိမ်းအမှတ်အဖြစ်တည်ဆောက်ခဲ့တဲ့နေရာခုနှစ်နေရာပါ မဟာလောကမာရစိန်ကုသိုလ်တော်ဖရာမဟာအတုလဝေယံအတုမရှိចောင်းတော်ကြီးပရိကတ်တိုက်တော်ကြီးမဟာပထန်းရွှေသိမ့်တော်ကြီးသုဒ္ဓမာတန်ခတဘာရွှေចောင်းတော်ကြီးသုဒ္ဓမာဇယက်တော်ကျုံးတော်ကြီးနန်းမြို့တော်နှင့်မြို့ရိုးကြီးဆိုတဲ့ဒီခုနှစ်နေရာဟာမြမတက်ကရက်ထောင်နေရာနေဆက်တစ်ခုနှစ်မှာမင်းတို့မင်းတရားကြီးကတစ်ချိန်တည်းတစ်ပြိုင်တည်းပနတ်တော်တင်အုတ်မြစ်တော်စီမဟာမင်္ဂလာအခမ်းအနားနဲ့တိဆောက်လူရန်ခဲ့တဲ့နေရာတွေပေါ့အဲ့ဒီခုနှစ်နေရာထဲမှာမှ1939 1945ခုနှစ်ဒုတိယကမ္ဘာစစ်အတွင်းနေနေရာဟာဘုံနံကြောင့်ပျက်စီးခဲ့ ဲ့ပေမဲ့အတုမရှိကြောင်းတော်ကြီးကို1996ခုနှစ်ကပြန်လည်ပြင်ဆင်ခဲ့ပြီးပိဋိကတ်တိုက်တော်ကြီးမဟာပထန်းရွှေတိန်တော်ကြီးသုဒ္ဓမာတန်ခကဘာရွှေကြောင်းတော်ကြီးတို့ကတော့ပြင်ဆင်ဖို့ကြံနေသေးတဲ့အတွက်မန်းမြေရာဇာကုမ္ပဏီလီမိတက်မီသားစုကနေပြီး29ရက်မတ်လ2015ခုနှစ်မှာအစ်စ်ပြန်လည်တိဆောက်လူတန်းခဲ့ပါတယ်လူတန်းတဲ့နေရာမှာလည်းအလှရှင်များဤကမင်းမော်ကွန်းဆောင်မင်းနုံမီတရားကြီးနဲ့မြောက်နန်းဆံမီဖရာကြီးရုပ်ထုဆောင်တွေကိုပါကြောက်တော်ကြီးဖရာအနီးမှာတက်ဆက်ပြီးဆောက်လုပ်လူတန်းခဲ့ကြရတဲ့ဒီလိုရုပ်ထုဆောင်ကိုပါထည့်သွင်းလူ လွန်းမှုကြောင့်ပိုရီလိုဗဟုသုတနည်းသူတွေအတွက်ယတနာဘုံခေတ်ရဲ့ထင်ရှားတဲ့မိဖုရားတအုပ်အကြောင်းကိုတီးလိုက်ရခြင်းလို့ဆိုရမှာပေါ့ကဲလေစာလဲအတော်ရှည်နေပြီမို့တမိုင်းမတွင်ပေမဲ့တမိုင်းဝင်နေတဲ့မိဖုရားမြောင်နှန်းဆန်မိဖုရားကြီးရှင်တဲ့အကြောင်းကိုဒီမာတင်ပဲရနာလိုက်ပါရစေ။